ဝင်တန်းလေးကိုဘယ်သူမှမတင်ထားလို့တဲ့လာစာမျိုးကိုပေးခဲ့တဲ့ဇွဲထက်ရွှေဆိုင်ပရိသတ်များလုံးမမြင်လာပါရှင့်ဘောင်းမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့နာမည်ကြီးထိတ်တန်းဝင်ရွှေဆိုင်ဖြစ်တဲ့ဇွဲထက်ရွှေဆိုင်ကတော့ဘယ်ဝင်တန်းမျိုးကမှမရဘူးတဲ့လာစာမျိုးကိုပေးခဲ့ရပါမြန်မာနိုင်ငံမှာဆိုရင်ဇွဲထက်ရွှေဆိုင်လို့ပြောလိုက်တာနဲ့အလူတန်းအရေရောဆုံးရွှေဆိုင်လို့ပြောရမှာပါ ဇွဲတန်းရွှေဆိုင်ရာဆိုရင်တော့တခြားရွှေဆိုင်တွေနဲ့မတူပဲဂုံမောက်တာမျိုးမရှိပဲဟိတ်ဟန်ကြီးတာမျိုးလုံးဝမရှိပဲနဲ့ရိုးရိုးအေးအေးလေးနဲ့သာဖောက်တဲ့တွေကိုစိတ်တိုင်းကြဝယ်ယူနိုင်အောင်လုပ်ပေးနေရင်ဝန်ဆောင်မှုအကောင်းဆုံးဖြစ်တဲ့အတွက်ပြည်သူလူထုရဲ့အချက်တွေကိုလေးစားမှုအားပေးမှုတွေကိုတခွဲသားရရှိထားပါတယ်။ဇွဲတန်းရွှေဆိုင်ရာဝယ်ယူမှုမှန်သမျှတိုင်းအတွက်လည်းလိုချင်တဲ့ဒီဇိုင်းတွေနဲ့ရွှေရည်အပြည့်အဝအရောင်းချပေးပြီးတော့မခိုမကက်တာကြောင့်စိတ်အချရာဆုံးရွှေဆိုင်ကြီးလို့တောင်ပြောလို့ရပါတယ်။ဒီလိုမျိုးလူတွေရဲ့ချစ်ခင်အားပေးမှု တွေကိုအပြည့်အဝရရှိထားတဲ့ဇွဲထက်ရွှေဆိုင်ကတော့ဘယ်သူမှထင်မထားတဲ့လုံရက်တစ်ခုကိုလုပ်ခဲ့ရပါအဲ့ဒါကတော့ဇွဲထက်ရွှေဆိုင်ကအဆိုင်မှာရှိတဲ့ဝင်းတန်းတိုင်းကိုပုံမှန်လစာပြင်တရက်စာလှူအားကောင်းငွေရဲ့၃စာအပြင်ဘောနပ်စ်အနေနဲ့သိန်း2000ကျော်ကိုလုံခြုံရေးဝန်ထမ်းကအစဝန်ထမ်းအလုံးကိုခွဲဝေပေးခဲ့ရဖြစ်ပါတယ်။အခုလိုမျိုးများပြားတဲ့လစာတွေကိုခွဲပေးခဲ့ရဆိုရင်ဝန်ထမ်းတစ်ယောက်ကိုစုစုပေါင်း35သိန်းလောက်ရရှိခဲ့ရပါ။ဒီလိုမျိုးအောက်ခြေဝန်ထမ်းတောင်မှလစာတွေ10နဲ့ချီရရှိနေရ များကြောင်းအားလုံးကတော့အင်ဩခဲ့ကြပါတယ်။သူတို့ဘဝမှာအခုလိုမျိုးများပြားလာတဲ့လစာငွေတွေကိုတခါမှမရခဲ့ဘူးပါကြောင်းအလွန်ဝမ်းသာရကြောင်းမိသားစုတော်ဆေးဖို့အခတွေစားစရိတ်နေစရိတ်တွေလည်းထောက်ပံ့နိုင်ကြတဲ့အတွက်အထူးကျေးဇူးတင်ကြောင်းဝမ်းသာမျက်ရည်တွေနဲ့ပြောခဲ့ကြပါတယ်။ဒါကလည်းဇွဲတက်ရွှေဆိုင်ပန်းရှင်တထည့်ရဲ့ဝန်ထမ်းတွေပေါ်မှာထားရှိတဲ့ မြစ်တာတွေစေတနာတွေကိုဖော်ပြနေရပါအခုဆိုရင်တော့ဝန်ထမ်းတွေပေါ်မှာမိသားစုတစုလိုတံပိုးထားပြီးတော့သူတို့ရဲ့နှောင်ရည်ကိုမြှော့ကိုပြီးတော့ထောက်ပံ့ကူညီတာတွေကိုတည်ရတဲ့အတွက်လည်းအခြားသူတွေကဇွဲထက်ရွှေဆိုင်မှာအလုံးလျှောက်ချင်နေကြပါတယ်ဇွဲထက်ရွှေဆိုင်ပိုင်ရှင်ကတော့ဒီလိုမျိုးဇွဲထက်ဆိုတဲ့နာမည်တစ်လုံးနဲ့ရက်တည်ပြီးတော့မြန်မာနိုင်ငံမှာထိတ်တန်းနာမည်ကျော်ရွှေဆိုင်ကြီးတစ်ဆိုင်ဖြစ်လာဖို့ဆိုတာမလွယ်ကူခဲ့ဘူးလို့ဆိုပါတယ် အခုလိုမျိုးအစဉ်တန်းတွေနဲ့နေရဖို့ကိုသူတို့ဘဝမှာအောက်ခြေသိမ်းဘဝကနေစခဲ့ရကြအောင်ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ထမင်းတနက်ကိုတောင်မှအသားမပါပဲဟင်းတောင်မပါနိုင်မင်းနဲ့ကြက်ဥကိုတချမ်းချမ်းပြီးတော့သာစခဲ့ရတယ်လို့ဆိုပါတယ်။ အခုချိန်မှာတော့ဇွဲထက်ရွှေဆိုင်ဟာပင်ရင်းဆိုင်တင်မကပဲဆိုင်ခွဲပေါင်းများများစွာကိုဖွင့်လှစ်ထားနိုင်ခဲ့ပြီလို့ဆိုပါရယ်ဇွဲထက်ရွှေဆိုင်ဟာဆိုရင်တော့ဝန်တန်းတွေပေါ်မှာစာနာတနာတတ်တယ်လို့ဂယုတဆိုင်လည်းရှိပါတယ်သူတို့ကိုယ်တိုင်ကလည်းခက်ခဲကြမ်းတမ်းတဲ့ဘဝကလာရတာဖြစ်လို့ဒီဝန်တန်းဘဝတွေလည်းခက်ခဲပြီးတော့မပြေစုံတဲ့အတွက်ကုန်ထောက်ပံ့ကျင်တဲ့စိတ်ထားလေးရှိနေရကြောင်းဝန်တန်းတယောက်ချင်းစီကိုများပြားလာတဲ့လစာငွေကြေးတွေကိုပေးအပ်ခဲ့ပါတယ်တချို့ဝန်တန်းတွေဆိုရင်အခုရတဲ့လစာတွေကိုရွှေတွေဝယ်ပစ်ပြီးတော့စုထားတယ်လို့ဆိုပါတယ် အခုလိုမျိုးကိုယ်ဆိုင်မှာအလုံးလုံးပေးနေတဲ့ဝန်တန်းတွေကိုပြန်ခဲ့ပြီးတော့ဂရုစိုက်ပေးတဲ့ပိုင်ရှင်တတိဆိုတာတော်တော်ရှားပါတယ်။ဇွဲတဲ့ရွှေဆိုင်ရဲ့မတင်မထားတဲ့ surprise အပေါ်မှာဝန်တန်းတွေကတော့တော်တော်လေးအင်အားသင့်ပျော်ရှင်နေကြပါတယ်။ဒီလိုမျိုးပြည်သူ့ချစ်ဇွဲတဲ့ရွှေဆိုင်ပိုင်ရှင်ကတော့ဝန်တန်းတွေပေါ်မှာတင်မကပဲအလူတန်းမှလည်းတရားတရားထက်သန်စွာနဲ့ရရရရအလူပေးတတ်ပါတယ်။ပြီးခဲ့တဲ့ Manchester United ရဲ့နေ့မှာလှုပ်ခတ်ခဲ့တဲ့မြင်းကလေးမှာတိကြိုက်တရားရပြီးတော့ပျက်စီးဆုံးရှုံးသွားတဲ့အိမ်တွေ၊ဖုန်ကြီးကျောင်းတွေ၊ဖျားကျောင်းတွေစတဲ့နေရာ တွေကိုလည်းတွားရောက်လူတန်းခဲ့ပါသေးတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကရောကို့ဆိုင်မှာပင်ပင်ပန်းပန်းနဲ့အလုံးလုံးပေးနေတဲ့ဝန်ထမ်းအလုံးကိုလုံးဝထင်မှတ်မထားတဲ့ငွေကြေးပမာဏအများများပေးပြီးတော့စေတနာထက်သန်တဲ့ဇွဲထက်ရွှေဆိုင်ကိုဒီသမကအောင်မြင်ဖို့အတွက်ဆုတောင်းပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။